ဒီတရောင်းစားကတော့သူဟာကြံနေသေးတဲ့မိုတက်နေတဲ့မုံကလေးကိုထုတ်လိုက်ပြီးတော့အစကတော့သူဟာသူစားမလို့ပါပဲ။ခေါင်းလင်းမောကြီးလိုက်တဲ့ခါမှာတော့မားစုမဲတော့ရုတ်ထုကိုတွေးရပြီးတော့ဒီနေ့စားနိုင်ရင်မနဲ့ပြန်လေထက်ပြီးတော့စောင်းအောင်ပါပဲလို့တွေးပြီးတော့မုံကိုမဲတော့ကိုဆက်ကက်လိုက်ပါတော့တယ်။သူရဲ့အုတ်ထုတ်ကိုလည်းမဲတော့မိုးလို့အောင်ဆိုပြီးတော့စောင်းမိလိုက်တယ်လို့ပြီးတော့နောက်ဘက်မှာသူဟာဘိုင်းပါအောင်စားရပြီးတော့နှွေးထွေးစွာနဲ့အဝိစင်မြန်နိုင်ပါစေလို့ဆုတောင်းပါတယ်။သူပြောလို့တော့မှမပြီးသေးခင်မှာပဲလဲကြသေးဆုံးသွားခဲ့ပြီးတော့ ချိန်မမထားဘဲနဲ့အဲ့ဒီအချိန်မှာပဲမားစုမင်းတို့ဟာတကယ်ပဲရောက်လာခဲ့ပါတော့တယ်။သူမတင်ခင်လေးမှာဒီလိုစေတနာရှိတာကိုမားစုမင်းတို့မြင်တဲ့အခါမှာသူ့ကိုစူသုံးစုချင်းမြင်ပေးလိုက်ပြီးတော့သူသွားရလန်ကီမှာအဲ့ဒီစူသုံးစုကိုတန်ဖိုးထားအတုံးချဖို့မျှော်လင့်ရင်းနေပါပဲ။မျက်စိတမင်တွေမှာနောက်ဘဝကိုရောက်သွားခဲ့ပြီးတော့အဲ့ဒီတရောင်းစားရဲ့နာမည်ကလီရွေထောင်းလို့ခေါ်ပြီးတော့မားစုမင်းတို့ကသူ့ကိုအိမ်မက်ပေးလိုက်ပါသေးတယ်။သူကတော့ဒါကိုတာမန်အိမ်မက်လို့ထင်ပြီးတော့မှသူများကိုလှိုက်ပြီးတော့ကြောနေပါတယ်။ တကယ်လို့ဆူတောင်းလို့ပြင်မယ်ဆိုရင်သူကဒီမှာအချမ်းသာဆုံးတခင်မလေးဖြစ်ပါစေလို့ဆူတောင်းလိုက်ပါတယ်။ပြောပြီးပြီးချင်းမှာပဲမာဇူမင်တို့ရဲ့ YouTube ဟာပြက်ကင်းလင်းလက်သွားခဲ့ပြီးတော့အားလုံးကသူ့ကိုမဖြစ်နိုင်တာအိမ်မက်မနေတယ်ဆိုပြီးတော့လောင်းကြပါတယ်။ဒီလီရွေးထောင်ကတော့ဘလို့လို့ပြီးတော့ပတ်စံချမ်းသာတဲ့တခင်မလေးဖြစ်လာမှာပါလိမ့်။လီရွေးထောင်ဟာငငယ်ကလေးကမိဘမဲ့ဖြစ်ခဲ့ပြီးတော့နောက်ပြီးတော့နောက်မကျန်းဖြစ်နေတဲ့ညီမလေးတယောက်ကိုလည်းရှာကျွေးနေရပါသေးတယ်။ဒါကြောင့်မဲရွာထဲမှာရှိတဲ့သူတွေသူ့ကိုအတော်လေးကိုဆောင်းရှောက်ကြပြီးတော့တနေ့တော့ဈေးထဲမှာမုံရောင်းနေတဲ့ယောက်ျားကိုသူတွေ့လိုက်ပါတယ်။ မုံစေကူကိုဒင်းကားတပြားနဲ့ရောင်းနေတာတော့မှဝေမဲသူကမရှိဖြစ်နေပြီးအတော်လေးကိုမျက်နှာပြက်နေလိမ့်မယ်လို့လီရွဲထောင်ထင်နေပြီးတော့တန်ရှန်မုံစိန်ကလည်းမုံကူသာလူကြိုက်များတာကြောင့်ပဲသူ့ရဲ့မုံတွေရောင်းမထွက်တာဖြစ်ပြီးတော့အဲ့ဒါနဲ့ပဲလီရွဲထောင်ကအကြံတစ်ခုရသွားခဲ့ပြီးတော့အဲ့ဒီယောက်ျားနဲ့ညှိနှိုင်းလိုက်ပါတယ်တကယ်လို့သူ့ရဲ့မုံတွေကိုကူရောင်းလို့ကုံသွားလို့ရှိရင်သူ့ကိုမုံစေကူပေးရမယ်လို့ပြောပြီးအဲ့ဒီယောက်ျားကသူ့ဟာတာပြောနေတယ်ထင်ပြီးတော့မှသဘောတူလိုက်ပါတော့တယ်သူ့ရဲ့မုံတွေရောင်းလို့ကုံသွားရင်ကောင်းတာပဲမဟုတ်လား အဲနောက်မှာတော့လီရွေးထောင်ဟာမာစုမင်တော်ဘုရားအကြောင်းကိုပြန်သွားပြီးတော့မှမာစုမင်တော်ရဲ့တစိတွေကိုတိတ်တိတ်လေးခိုးယူလိုက်ပြီးတော့လွန်မဲ့ထင်မိမဲ့အထက်မှာတော့ဘုရားအကြောင်းရဲ့ကပိယာကြီးနဲ့တူပါတော့တယ်။ကပိယာကြီးကသူ့ကိုဖမ်းထားခြင်းမိမဲ့လေလီရွေးထောင်ဟာစကားလေးနှခုသုံးခုနဲ့သူ့ကိုမြှောက်ပြင်ပေးလိုက်ပါတယ်။ဂျမတင်နေဘာလို့ဒီလောက်ကံကောင်းရတာပါလဲ။အချောဆုံးသောအကူကြီးနဲ့တွေ့ဆုံရတယ်လို့ဒါပေမဲ့အဲ့ဒီတော့လည်းကျောင်းကတကယ်ပဲအကူရဲ့အလောက်ကိုဖျက်နေတယ်နော်။ဒါပေမဲ့စိတ်မပူပါနဲ့ကျမမှအဲ့ဒါကိုဖြောက်နိုင်တဲ့အဆောင်ရှိတယ်။ရှင်းမျက်လုံးမှိတ်လိုက်တယ်။ ကဲပြကြီးဟာတကယ်ပဲမျက်လုံးကိုမိတ်လိုက်ပြီးတော့မှသူ့ရဲ့အဆောင်ထုတ်ပေးလာမှကိုစောင့်နေပါတယ်။အဲနောက်ကိုခွင်ကောင်းယူပြီးတော့လီရွေးတောင်ထပ်ပြေးလာခဲ့ပြီးအဲနောက်မှာတော့ချန်အင်းရဲ့မုံတွေကိုထုတ်ပိုးလိုက်ပါတော့တယ်။အဲဒီမုံတွေယူပြီးတော့လမ်းမမကိုရှောက်သွားတဲ့အချိန်မှာအမလီမားစုံမဲတော့ဒစိမ့်နေဟာတကယ်ကိုနှက်ပူစော်ထားတဲ့မုံမလားတဲ့။ချက်ချင်းဆိုသလိုပဲလူဝဲတဲ့သူတွေရှိလာခဲ့ပြီးတော့ဈေးကလည်းအများကြီးပေးဝေလာကြပါတယ်။လီရွေးတောင်ကအတော်လေးကိုစဉ်းစားတတ်တာပဲမကြခင်မှာအကုန်လုံးရှောင်းကုန်သွားခဲ့ပြီးတော့ချန်အင်းရဲ့ငွေတွေပြန်ဆက်နိုင်ခဲ့ပါတော့တယ်။ နောက်ပြီးတော့သူမလည်းအများကြီးကြံနေခဲ့တာဖြစ်ပြီးတော့မှအဲ့ဒီအချိန်မှာတခင်လေးကသူရဲ့မုန်နေအားလုံးကိုရောင်းကုန်သွားအောင်ကူပါအောင်လို့တောင်းဆိုလာခဲ့ပြီးလူရဲ့ချောင်းကလည်းအဲ့ဒီတခင်လေးကိုသူ့ကိုချစ်မိသွားပြီးမလားဆိုပြီးတော့မှတိတိလေးခိုးပြီးတော့ပြောနေခဲ့ပါတော့တယ်။ညရောက်တဲ့ခါမှာတော့လူရဲ့ချောင်းဟာတဏိတာရောင်းလို့ရသမျှကိုညီမလေးကိုပေးလိုက်ပြီးဒါပေမဲ့ရှန်ရှန်မုန်စင်ကမုန်းတာစားကောင်းတယ်လို့ညီမလေးကထင်နေပါတယ်။အဲ့ဒါနဲ့ပဲလီရွေးတောင်ဟာရှမ်းရှမ်းအင်းကိုတိတိလေးခိုးသွားပြီးတော့မှညီမလေးစားဖို့တဲ့မုန်းတကူလောက်သွားခုမယ်လို့ကြံနေခဲ့ပေမဲ့ လင်းအားပါဆိုတဲ့တယောက်ကသူ့ကိုမေးသွားခဲ့ပြီးတော့လီရွေးထောင်လေးတနာစရာကောင်းအောင်ဆောင်ပြီးမိမိနာမကျန်းဖြစ်နေတဲ့ညီမလေးကသူ့တို့ဆိုင်ကမုန်းစားခြင်းနဲ့ဆိုလို့သူ့ကိုတခုလောက်ပြေးပါလားလို့တနာခံပါတယ်။ဒါပေမဲ့လေလင်းအားဖာကတော့မပြေးတဲ့အပြင်သူ့ကိုမောင်းထုတ်လိုက်ပြီးအဲ့လိုပြောနေတော့မှပဲအခန်းလေးကကလေးလေးငိုလာတာကြောင့်သူ့ရဲ့အခန်းထဲဝင်ပြီးတော့ချော်ပါတယ်။သူမှတနာကျင်တဲ့စိတ်မရှိပါလားလို့လီရွေးထောင်ထင်နေခဲ့ပြီးတော့ခီရီကိုချင်းောင်းလေးကိုလောင်းထည့်ပြစ်လိုက်ပါတော့တယ်။ နောက်ရက်လင်အားဖားမုံတွေကိုမားစုမေတော်ဖရားအကြောင်းစီကိုယူသွားတဲ့ချိန်မှာပဲမုံတွေမှာညင်သူသူအနဲ့ထွက်နေခဲ့ပြီးတော့ဘာလို့ဒီလိုမုံကိုမားစုမေတော်ကိုဆက်ခဲ့ရတာလဲဆိုပြီးတော့အားလုံးကဒေါသတွေထွက်နေကြပါလေပူဇော်ဖို့တဲ့မုံမရှိရင်ဘယ်လိုလုပ်ကြမလဲအခုမှအလုံးစားလို့ရင်လည်းမမီတော့ပါဘူးအဲ့ဒီခါမှာတော့လေဘဲထောင်ကအားလုံးကိုချင်းအင်ကမုံနဲ့ပဲမိတ်ဆက်ပေးလိုက်ပြီးတော့ချင်းတခင်လေးကိုလည်းမုံယူလာခိုင်းပြီးတော့ပြဿနာတွေကိုဖြေရှင်းလိုက်ပါတော့တယ်ဒါကြောင့်ဒီနေ့တော့ချင်းအင်ဟာမုံနဲ့ပူဇော်ကြမယ်ဆိုပြီးတော့အားလုံးကသဘောတူလိုက်ကြပြီးတော့ လင်းအားဖဟာလီရွေတောင်ကိုတပတ်ကိုခေါ်သွားပြီးတော့သူ့လုပ်တာပဲဖြစ်ရမယ်ဆိုပြီးတော့အပြစ်တင်ပါတယ်။လီရွေတောင်ကတော့ယုံကြည်ချက်ရှိရင်းနဲ့ကျွန်မစားလို့မရတဲ့အရာဆိုတော့ဖြည့်စည်းပစ်လိုက်တာပဲကောင်းပါတယ်တဲ့။လီရွေတောင်အဲ့လိုလုပ်လိုက်တဲ့အခါမှာတော့လင်းအားဖကခံနိုင်မရှိတော့ဘဲနဲ့အိမ်မြန်ရောက်တာနဲ့ပဲဒေါသအုပ်ပေါက်ခွဲပြီးတော့မှစိတ်လွတ်သွားခဲ့ပြီးတော့ပဝင်ပစ္စည်းတွေရေးထားတဲ့စာလေးကိုကလေးရဲ့ကိုဘကိုတင်ထားပြီးတော့မှကိုကိုကိုတက်တယ်လို့သွားပါတော့တယ်။သူသွားလိုက်ပြီးတော့မှမကြခင်မှာပဲအိမ်ကမိအကြီးကြီးလောင်းသွားခဲ့ပြီးတော့အလုံးဟာမီလောင်ပြကြသွားခဲ့ပြီးတခြားတစ်ဖက်မှာတော့ချင်းအင်ဟာ စီးပွားရေးတဟုန်တို့တိုးတက်လာပြီးတော့ခဏလေးအတွင်းမှာပဲတတိယကြွယ်ဖြစ်သွားခဲ့ပါတော့တယ်လူတွေဟာချင်းအင်းကမုံကိုအယူမှုလူရဲ့ဝင်နေကြတာနေ့ရက်တိုင်းရောင်းမလောက်ဖြစ်နေခဲ့ပြီးတော့လေရွဲထောင်ကတော့ချင်းအင်းကိုအဲ့လိုကြီးကူညီထားတဲ့အခါမှာချင်းသခင်လေးကိုသူ့ကိုလက်ထက်ယူစေချင်တာပဲဖြစ်ပါတယ်။ဒါပေမဲ့ထင်မှတ်မထားဘဲနဲ့ချင်းသခင်လေးကသူ့ကိုယုံဆိုးတယ်လို့ထင်နေခဲ့ပြီးတော့အဲ့ဒါကြောင့်ပဲတီတော်မသဘောမတူဘူးဖြစ်နေပါတယ်။ဒါပေမဲ့လေလေရွဲထောင်ကတော့သူ့ကိုမျက်စိကြားနေတာဖြစ်ပြီးညီမလေးကိုပါခေါ်လာပြီးတော့ချင်းအင်းမှာနေဖို့အတွက်စီစဉ်နေတာဖြစ်ပါတယ်။ ဒါကြောင့်ချင်းတခင်လေးဟာလမ်းဖြတ်ပြီးတော့မှပုံနေတယ်လို့ခြံတော့ကနေပြီးတော့ထွက်ပြေးဖို့လှုပ်ထားပေးမယ်လေမထင်မှတ်ထားပေးနဲ့လီရွတ်ထောင်ရဲ့ညီမလေးဆန်းရွှန်းကိုတိုက်မိသွားခဲ့ပါတယ်တခင်လေးဟာဆန်းရွှန်းကိုမြင်မြင်ချင်းမှမျက်စိချခဲ့ပြီးတော့အစားကတော့တီတောင်မှလီရွတ်ထောင်ကိုပြောင်းမလာခိုင်းခြင်းပေမဲ့ဆန်းရွှန်းကသူ့ရဲ့ညီမဆိုတာသိတဲ့အခါမှာတော့ချက်ချင်းပဲသဘောတူလိုက်ပါတော့တယ်အမှန်တော့သူဟာဆန်းရွှန်းကိုသဘောကျသွားတာဖြစ်ပြီးဒါပေမဲ့လီရွတ်ထောင်ကသူ့ကိုပြောနေတယ်ထင်ပြီးတော့အထင်လွဲလို့သွားပြန်ပါတယ်တမီတွေကမွေးတော်ကိုဘာလို့များတလောက်ကွာချနေပါလိမ့် ရွေးရတောင်ကတော့အရှက်မရှိဘဲနဲ့အတော်လုံးမှလည်ရဲလာပါတယ်။မြမဖြစ်သူဆန်ရှန်ကတော့ရည်ရည်မုံမုံနဲ့အတော်ကိုရင်ကြီးလာပြီးလီရွေးတောင်ကိုတော့တရားမလုံမှုတဲ့နားချလိုက်ပါသေးတယ်။ဒါပေမဲ့ချူချာနေတာပဲရှိပြီးတော့သူ့ရဲ့ကျမကြီးကိုဂယူးဆိုင်တဲ့အနေနဲ့ချင်းတခင်လေးဟာအလို့သမားတွေကိုသူတို့အတွက်ဆိုပြီးတော့ဟင်းကြီးလေးမျိုးပြင်ဆင်ချက်ပြုတ်ခိုင်းပါတော့တယ်။စီရင်ရင်းနဲ့နေတဲ့ညီမညောက်ကတော့ယုတ်ဒီရဲ့ဆိုသလိုသူချမ်းသာဘဝကိုရောက်သွားခဲ့ပြီးတော့လီရွေးတောင်ကတော့သူ့ရဲ့စူးစမ်းအထောက်အမှုကြောင့်လို့ထင်နေပါတယ်။ ချင်းတခင်လေးကသူ့ကိုအစင်မီပြေလက်ထက်ယူနေမှုတွေလေရွက်တောင်ဟာအကျန်စီတွေထုတ်နေခဲ့ပြီးတော့သူကဆန်းရွှန်ကိုသူ့အတွက်အပြင်းမသတင်းဖြန့်ခိုင်းပါတော့တယ်။သူကတော့ချင်းအင်ကိုသွားပြီးတော့မှမုံလုံးနီကိုသွားခိုးခဲ့ပေမဲ့ကြောက်ရတဲ့အရာဟာတကယ်တမ်းရောက်လာခဲ့ပါတော့တယ်။အဲဒီအချိန်မှာချင်းတခင်လေးဟာဆန်းရွှန်ကိုလာပြီးတော့ကျူဖို့တဲ့ပြင်ဆင်နေတာဖြစ်ပြီးတော့ကိုယ်တိုင်လှူရှာရမှာအားနာတဲ့ခါမှာအခန်းထဲမှာသွားဖို့အတွက်အကြောင်းပြချက်ရှာပါတော့တယ်။ တို့မှာအကြောင်းပေါ်သွားမှာဆိုတာကြောင့်ပဲဆန်းရှင်ဟာရေစလုံးကိုတခင်လေးရဲ့မျက်နှာစီကိုတမင်ပတ်လိုက်ပြီးတခင်လေးဟာအပြစ်မတင်တဲ့အပြင်ဆန်းရှင်ကိုတော်တော်လေးလေးကြောင်ပြီးတော့ကြည်နေခဲ့ပါတယ်။ဆန်းရှင်ကသူ့ရဲ့အဝတ်ကိုချုပ်ကန်းလိုက်တဲ့အချိန်မှာပဲအခွင့်ကောင်းယူပြီးတော့ဆန်းရှင်ကိုအသားယူလိုက်ပါတော့တယ်။အမားဖြစ်တဲ့သူလက်ထက်ဖို့အားကျွမ်းနဲ့ကြိုးစားနေတဲ့သူကိုညီမလေးကဦးသွားတဲ့အခါမှာတော့အမားဖြစ်သူဘယ်လိုလုပ်မယ်လို့ထင်ပါလဲခင်ဗျာ။